ကျွန်တော်တို့၃ဘတ်လောက်ပတ်တယ်ဗျ၃ဘတ်ပတ်တဲ့အချိန်မှာဒုတိယဘတ်ချိန်မှာသူတို့နှလုံးပြစ်ချပြီးတော့မှကျွန်တော်တို့ပေါ့ကျောင်းပေါ်တဲ့တဲ့ကြီးမှာခြောက်ခဲ့တာဖြစ်ပါတယ်ဗျကျောင်းမြင်ခွင့်နဲ့ဖေးရတယ်ကတော့တော်တော်လေးကိုစိုးရပါတယ်ဗျကျွန်တော်တို့တော်တော်ကျောင်းဆောင်ရှိကြီးကကျွန်တော်ခန်းနေဖြစ်တော့အတိအကျမပြောနိုင်ဘူးဗျကျွန်တော်ကျောင်းဆောင်တဲ့ကောင်ကရုံးဝန်းတစ်ခုပဲဂျန်ခဲ့ပါတယ်မြင်ခွင့်ကတော့လုံးဝမကောင်းပါဘူးဗျ thank you တိန်ကတော့ရတဲ့လောက်ရတယ်ဗျပြီးတဲ့ကလေးတွေပဲလွတ်တာပါကျွန်တော်တို့အဆောင်ထဲမှာရှိတဲ့ကလေးတွေကဒါကြီးအဲ့လိုခံရရဗျဒါတော့မှရရှင်းပါရဲ့ဒါတွေကသူတို့လိုရိုက်ပြီးကဘာလဲသိတယ်ဗျာကျွန်တော်ခုဒီ order နဲ့မှမမဟုတ်ဘူးလေနေရာဒီကမှဒီလိုဖြစ်နေလို့လေကျွန်တော်များရှိရဲ့ဘယ်တော့ကသူတို့လုပ်ခဲ့တယ်လို့ပြောခဲ့ဖို့တယ်မရဲ့ဒါတော့ကြိုးရှင်းလေးပါကျွန်တော်တို့ကဒီဟာကျွန်တော်ဖြစ်ရအောင်မလို့ကဘာသိတယ် အဲပြောကြတာဟုတ်ပြီအဲ့လိုမျိုးဖြေစားဖြေဒီတက်တည်အစားအလာကိုပြောမယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်ကောက်ထားတဲ့ပေါ့နော်သူတို့ဘုံစားပေါ့နော်ဒီအဲ့လိုမျိုးအစားအလာတွေကိုတော့ကျွန်တော်ကိုယ်တိုင်ကောက်ထားရှိပါတယ်ဗျာကျွန်တော်ကျေးဇူးတင်ပါတယ်ကြိုင်နေချတာပါဗျာဒီရက်ကျွန်တော်တို့အကြောင်းဆောင်ဟာ ပရိသေကောင်းကောင်းနဲ့ဒီဆောက်ထားတာဖြစ်တဲ့ခါကျတော့ဒီကြားလိုက်တဲ့နေရာမှာအခွက်ကြီးကြီးဖြစ်လာပြီးတော့လုံးဝမရှိတော့ဘူးကျွန်တော်ရောင်းဆောင်တစ်ခုလုံးကတော့ဘာမှမကြံတော့ပဲသူ့တရားစာအားလုံးဟိုပြက်ကျသွားတဲ့အနေထားပါဗျာအားလုံးကိုထော်လောင်းမောင်းကြည့်သွားတာပါဗျာလူတို့က20ခွဲပုံစံမျိုးနဲ့လာလာပါဗျာဒီလုံးကြီးခွဲလက်တဲ့တကယ်နဲ့တခြားတဲ့နေရာမှာသွားကြပြီးကျွန်တော်တို့ကဘုံကြီးကျောင်းနဲ့လည်းဆက်ရဖြစ်ပါတယ်ဟုတ်ရောပဲမှာတာကြတာဟာဒီကကျွန်တော်တို့ညာလာနေရတော့ဆိုပေါပြတစ်ချက်စာလောက်နေတဲ့ကျင်းနေပေါ့နော်အဲ့လိုလိုကျင်းနေလဲကျွန်တော်တို့တွေ့ရပါလေဗျာ ဒီလူသားရဲလည်းပြန်ကျဲပြီးတော့မှ debt body ရဲလည်းကျွန်တော်တို့တကယ်ကိုရှုံ့ခွဲမကောင်းတဲ့ခြေပြက်လက်ပြက်ခေါင်းပြက်တွေအဲ့လိုမျိုးတွေပဲကျွန်တော်စတွေ့တဲ့အချိန်မှာကျွန်တော်တို့ကဒီမတ်တက်ကြီးဖြစ်သွားလဲပေါ့ဗျာအားအသင့်ပြီးတော့အဲ့မှာကျွန်တော်တို့ဒီဖွဲ့စည်းရေးနဲ့ရှင်လေးအဲ့ဒီ debt body ကိုပဲကျွန်တော်တို့ရင်းစားပြီးတော့ကောက်ကြတာဖြစ်ကြဗျာသူကျွန်တော်တို့ကကလေးတွေအားလုံးကိုမသိပါဘူးဗျာကျောင်းသားမိဘကျွန်တော်တို့ဒီ debt body ကိုစုတယ်စုတော့မှတန်းထားတယ်တန်းထားပြီးတော့မှဒီကျောင်းသားမိဘတွေလာပြီဆိုတော့မှကိုကလေးကိုခွဲခြားပြီးတော့မှအဲ့လိုမျိုးတွေ ဟိုဆုံးဖြတ်ချက်နဲ့ဒါရာကလေးဇာတုကလေးဆိုရင်အဲ့လိုမျိုးဖွဲ့စားမှုတွေလည်းပဲလုပ်ခဲ့ရတာဗျာတို့မိဘတွေကတော့ကိုယ်ကလေးတွေလိုမျိုးဖြစ်သွားတာတို့ရှိမှတိုင်းကြီးပဲဟိုဒါမရှိမလားဖြစ်သွားတဲ့နေရာမှာစကားတန်တွေကတော့အမျိုးမျိုးပဲတော်တော်လေးဟိုပဲဟိုအမျိုးမျိုးပြောကြတာတွေကိုတွေ့ရပါတယ်ဗျာ ်သေးတဲ့ကလည်းကျွန်တော်တို့သူ့လူကိုလူလူလာတဲ့ရှိပါသေးဗျာဒက်ဘော်ဒီပြေးကြတာကိုကျွန်တော်တို့20နှစ်ယောက်ပါဗျာခုကကျွန်တော်တို့ကလူနာလေးရဲ့ဂျန်ချင်းတာဖြစ်တဲ့ကတော့ထိခိုက်မှုစင်းလို့ကျွန်တော်တို့ကအတိအကျတွက်လို့မရတယ်ပါဘူးကျွန်တော်ခုသိတာကတော့50ကျော်ပေါ့ဗျာအတိအကျသိရသိရတော့40နဲ့တော့ရှိပါသေးဗျာအဲ့မှာတစ်ချက်တစ်ပတ်တနည်းတနည်းကွဲပြားနေရတာဖြစ်တဲ့ကကျွန်တော်တော်တော်အတိအကျတော့မသိရပါဘူးဗျာ thank you လေးလုံးကတည်းကပါကျွန်တော်တို့တခါတည်းအဲရုပ်မပြတာ ਈ ကိုတော့ကျွန်တော်တို့ကတခါတည်းဟိုမြေမြုပ်ပုံစံမျိုးနဲ့ပဲလုပ်ပေးခဲ့ပါလေဗျာတချို့ရုပ်ပြတဲ့ကလေးတွေကကလေးတွေအကြောင်းသားမိဘတွေကထားချင်နေတယ်ဆိုတဲ့တောင်းတဲ့ပုံစံတွေကိုတော့ကျွန်တော်ဓာတ်ပေါ်ဒီ၃၃နဲ့၅ဦးထိလောက်တိတော့တိကျတော့ပြောလို့မရဘူးဗျာ၃ဦးအမှန်ကန်ရှိတယ်၅ဦးလောက်တိရှိမှလို့ထင်တယ်ကျွန်တော်လည်းကိုကကလေးတွေတော့ကိုဒါကုသခံမှုဆောက်ရှောက်လိုက်နေရလို့ပါဗျာကျွန်တော်တို့အာသူတို့မိဘတွေရဲ့ ဟိုတောက်ဆိုချက်အရကျွန်တော်တို့ကဘယ်လိုလုပ်ပေးရမလဲမေးတဲ့အခါမှာမိဘတွေကမြေမျိုးပါပဲကြိုက်ပါတယ်မြေမျိုးစီချင်ပါတယ်ဆိုလို့ကျွန်တော်တို့အချင်းကိုအချင်းကြီးကလေးတွေရှိသလောက်ကိုတူးပြီးတော့မှတန်းစီပြီးကျွန်တော်တို့အဲ့ဒီပုံစံခြုံပဲလုပ်လိုက်ရတာပါဗျာကျွန်တော်တို့ဘက်မှာတော့မရှိပါဘူးဗျာကျွန်တော်ဒီကျွန်တော်တို့နဲ့မလမ်းမကမ်းမညာတော့ကခေါင်းစုကြည့်ရမှာတော့ ချဲ့သွားတာတွေ့ပါရဲ့ဗျာမညမည7လောက်ပါပါဗျာကျွန်တော်ဟိုရတယ်ဆိုမိုင်ခံမှန်ခွန်းမိုင်ရှင်းမှန်လောက်ဝင်မှာဗျာကျွန်တော်တို့ခုဖြစ်ပြနေရတဲ့ကဘာတိတယ်ဆိုကျွန်တော်ခဏပြောထားပြရပါဟုတ်ပြီကဘာတိဖြစ်နေတဲ့ဖြစ်ပြကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေကြီးမှာဘာဖြစ်လို့ဒီလောက်ပြင်းနေတဲ့ဒီကလေးပြည်သူတွေကိုအနာကလေးတွေကိုဒီလောက်ညှို့ပြီးတော့လောက်ရတာလဲလို့ကျွန်တော်ကျွန်တော်တိုင်းရိုက် ဟိုမတိထိုင်တိထိုင်ပေါ့ကျွန်တော်နေနေကိုလိုက်ချင်တာတော့မဲအောင်လိုက်ကိုကျွန်တော်အဲ့လိုတိုင်းရိုက်ကိုမေးချင်ပါတယ်ဗျာဘာဖြစ်လို့ဒီအပြစ်မဲ့တဲ့ကလေးတွေဆက်ရှင်လေးအလွန်ဆုံးရှိတဲ့ကလေးတွေကိုဘာဖြစ်လို့အဲ့လိုမျိုးလောက်တာတော့လို့ကျွန်တော်တိုင်းရိုက်မေးချင်ပါတယ်ဗျာ လူ့ကောင်းမီဒီယာရဲ့ဆက်လက်ရည်တည်မှုကိုပြည်သူတွေရဲ့ထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာ Member ဝင်ကြည့်ကြ